မင်္ဂလာပါရှင်ဒီနေ့တော့တန်မြာဒီကြော်လေးလှုပ်ရှားပါမယ်တန်မြာဒီခုနှလုံးပါပါမယ်တန်မြာဒီခုနှလုံးကို အခွန်နှွာပြီးတော့ယင်ကြော်ပါမယ် ရာသီကြော်မာကိုတံမြာသီလေးတွေကိုအခုလိုအခွန်လေးတွေနှွာပြီးွားတဲ့ခါမှာတံမြာသီကြော်တဲ့ခါမှာခါမှာဆိုးတဲ့အတွက်ကြောင့်မလို့ဒီခုလိုမျိုးလေးပေါ့နော်နှွာလိုက်ပါတယ်အလုံးကြီးရင်တော့ပိုကောင်းတာပေါ့နော်အလုံးကြီးရင်လေရဦးတိုင်းကိုဖောက်ထုတ်လိုက်ရင်ရပါတယ် ူကတော့အလုံးလေးသေးတဲ့အတွက်ကြောင့်မလို့ခါမှဆိုးတဲ့အတွက်အခွန်နေရလဲဝါစားလို့ရှိရင်မရဘူးလေအဲ့ဒါကြောင့်မလို့ဒါမျိုးလေးခုလိုမျိုးလေးပေါ့နော်တံမြာသီးလေးကိုနှွှဲနှွာထားလိုက်ပါတယ် တံမြာသည်ကြော်ဖို့အတွက်တံမြာသည်ခုနှလုံးကိုအခွန်နှွာလို့ပြီးသွားပါပြီတံမြာသည်ခုနှလုံးကိုအခွန်နှွာပြီးတဲ့အပြင်အခုလိုမျိုးလေးပေါ့နော် အတွင်းထဲကမခအောင်လို့ခုတိုင်းလေးပါတွေကိုချွတ်ပြီးတော့အသေးစိတ်နှွာထားလိုက်ပါတယ် စက်တော်အဖြူအနီးပဇွန်ကြောင်းမုံရုပ်သည်အကျံဖန်ငပိလေးရေနဲ့သံယာသည်ကြောပါမယ်စီပူလာရင်သံယာသည်လေးကိုအရင်ကြောပါမယ်စက်တော်အဖြူအနီးခက်ပြီးတော့ကြောကြော်ထားပါတယ် တံမြာသီးကြော်လေးကိုအယောင်လှချင်တော့ရင်အယောင်တင်မှုတ်လေးထည့်ပြီးတော့ရင်ကြော်လို့လည်းရပါတယ်ဒီတိုင်းလေးကြော်လည်းရပါတယ်ရပီလေးထည့်လိုက်ပါပြီပစုံရပီလေးပေါ့နော်ပစုံရပီလေးထည့်လိုက်ပါပြီရပီလေးထည့်ပြီးတော့ရင်ကြက်ကြက်ကလေးလုံးပါမယ် ရောင်လေးလှဖို့အတွက်ရောင်တင်မှုတ်လေးထည့်ထားလိုက်ပါတယ်။အကြမ်းဘက်လေးနဲ့သစုံကြောက်လေးနဲ့ထည့်လိုက်ပါပြီ။အာမှွေပါတယ်မှွေပါတယ်မှွေပါတယ်။ပန်မြာဒီကြော်လေးစားလို့ရတော့မယ်။ပါလေးနည်းနည်းလေးထည့်လိုက်ပါရယ် ော့အငန်လေးမြည်ကြည့်ပြီးတော့ငန်ပြာကြီးလေးနည်းနည်းထဲလိုက်ပါရယ်သမယာဒီကျော်လေးရပါပြီရှင်ဒီဘိုးဘွားနေပြီးတော့ရင်ချပြီးတော့အေးခံထားပါတယ် တံမြာသီးကြော်လေးသုံးဆောင်လို့ရပါပြီရှင်အားလုံးပဲနေကောင်းချမ်းမှာစိတ်ချမ်းသာကြပါစေနော်